ဒီကာမရာကတော့သူများတွေအတွက်ကတော့ထူးခြားမှုပေါ့ပရိသတ်တွေအတွက်ထူးခြားမှုပေါ့ဒါပေမဲ့ကျွန်တော်တို့ကကြာတော့ဒါပထမဦးဆုံးတည်ဥဆောင်ရတဲ့ကာမရာလေးဖြစ်တဲ့အခါကျတော့ကိုလည်းအရှိမစင်စင်လုပ်ခဲ့တဲ့လူတွေနဲ့မတူအောင်ကိုဘယ်လိုလေးလုပ်ပေးလို့ရမလဲအပရိသတ်ကလည်းကိုပါတဲ့တခန်းဆိုတခန်းလေးအောင်သူရတာလေးပြပြမြောက်သွားအောင်လို့ကျွန်တော်တည်ဥဆောင်ရှင်းတာပေါ့နော် ာလဲနာရောက်တာနာရောက်တာဂလန်ချင်နဲ့ကတအားလုံးဝသားလေတိလာတတာကိုမြင့်နဲ့ပတ်သက်ကိုမြင့်မြဲကိုအဲ့ဒီဒီစူပါလီဒီကားတကားလုံးကိုကျွန်တော်ကနှိမ့်ဆက်ထားနှိမ့်ဆက်ရတာပေါ့နော်ကြည့်လို့ရှိရင်တချို့ကားတွေတချို့အခန်းတွေကျတော့ထုတ်ပြောလိုက်ရှင်ပေါ့သွားပါဆိုလို့ကြည့်ကြည့်ပါအရေးစီရတယ်အဲပြီးတော့မိုင်းနဲ့စင်းဆိုလို့ရှိတယ်ကြီးရတယ်ပေါ့နော်ဟိုမိုင်းနဲ့စင်းဆိုလို့ရှိတယ်မမရရဆိုလို့ရှိရင်အဲကြွကြွကြောက်လို့မေဘော်ခုန်တက်ရတဲ့ဆေးဆိုပထမအခန်းတော့ကဒီဇိုင်းပဲခုန်တက်လိုက်တာ ဥစားရတယ်ဟဲ့အောင်တဲ့မရဘူးတဲ့ဟာအဲ့လိုနည်းနည်းပျော့တယ်တဲ့မင်းခုန်တက်လိုက်တဲ့ဟာနည်းနည်းဒီတစ်ခါနည်းနည်းလေးပို့ပြီးတော့ ID နဲ့လုတ်ပေးတယ်အရပြီဥစားတို့အဲ့နောက်ကြည့်ကြတော့အဲ့လိုမျိုးခုန်ပြီးတော့အမင်းခုန်ပြီးတော့တက်လိုက်တော့ခုန်ကြီးကျိုးကြော်တကယ်ကျိုးကြော်ပါတော်သေးတယ်မိုင်းမိုင်းဘာမှမဖြစ်သွားလို့လေကနေဟုတ်ကဲ့ဒီနေ့ကတော့ပွဲတက်လေးကတော့ကျွန်တော်တို့ဒီယတနာ၉ပါးပေါ့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့နာမည်ကြီးဒီဇိုင်နာ၉ဦးရဲ့ အဲကျွန်တော်တို့လက်ရာတွေကိုမြင်ရမှာပါပြီးတော့ကျွန်တော်တို့ reasonable price နဲ့အများပြည်သူတွေဝတ်ဆင်လို့ရမယ်ဒီဇိုင်းမျိုးတွေဖြစ်တယ်ဒီဇိုင်းဆက်ဆန်းလေးတွေတည်းတွေ့ရမှာဖြစ်တဲ့ကြောင့်မလို့ဒီနေ့မှာတော့အရန်ကိုကြီးကျယ်ခမ်းနားတဲ့ fashion show တစ်ခုကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ဒုတိယ round ထိပဲကြည့်ရတဲ့ဆိုတော့နောက် round ကတော့တော်တော်အရန်မိုက်နေတာပေါ့နော်ဒုတိယ round ကတော့ပို့ပြီးတော့မိုက်ပါတယ်မပုံရဲ့ round ကတော့ပို့ပြီးမိုက်ပါဇိုးပြီးပေါ့နော်ကျွန်တော်ပါလို့ပါ ဒီအင်ကြီးဆိုလို့ရှိရင်တော့ကျွန်တော်မနေ့ကမှတွေ့ရတာပေါ့နော်ဒီဇိုင်းကကြိုးပြီးမသိရအောင်အဲမပုံပြတဲ့ခါမှဆိုလို့ရှိရင်လည်းဟိုကျွန်တော်တို့ဒီလိုမျိုးပုံစံတွေကြာစမ်းတာပေါ့နော်အဲကျွန်တော်တို့ရောကြားလေးဆိုပေမဲ့လည်းပဲအဲအဲ့လိုမျိုး true ကြာစမ်းစမ်းပြပြကြိုက်တဲ့တဲ့တွေတွေအတွက်ဆိုလို့ရှိတော့အဆင်ပြေရမိုက်တယ်ပေါ့နော်အဲ့လို minimal လေးကြိုက်တဲ့သူဆိုတော့နည်းနည်းစဉ်းစားစဉ်းစားပါဒါပေမဲ့ရန်ဖန်ကမှကိုယ့်အတွက်ကကိုနဲ့သွားမဲ့ပွဲပေါ်မူတည်ပြီးတော့ အဲ့လိုမျိုးအမထားပါတော့ floral နဲ့ပတ်သက်တဲ့ပွဲမျိုးတွေသွားမယ်ဆိုတော့ရှိတင်တာပေါ့နော်မိုက်တာဟုတ်ကဲ့ပါဟိုပါပေါ့နော်ကျွန်တော်တို့လာမယ့်ဒီအော်တိုဘာလ3 4 5အဲ့6ပေါ့နော်အပိတ်ရက်တွေရှိပါပြီ စာမွေးလဲပြီးသွားပြီမိဘပြည်သူတွေလည်းအဲ့လိုနေတနေကုန်ပဲဖြစ်ဖြစ်မိဘပြည်သူတွေကတော့ပြီးပဲဖြစ်ဖြစ်သွားကြည့်လို့ရမယ်ရုပ်ရှင်ကားလေးဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့စူပါလေဒီကျွန်တော်နဲ့ကိုပြည့်မဲ့ကားရှိပါတယ်ပြီးတော့ဟိုဘက်မှာဆိုလို့ရှိရင်တော့အာကျွန်တော်တကယ်တိုင်ရွန်ရဲ့1994ကားလေးရှိပါတယ်ကျွန်တော်နှစ်ကားလုံးဝင်းရဲ့ကြည့်ရှုအပ်ဖို့အတွက်ကိုကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်အဲကျွန်တော်လည်းဒီ super lady car ထဲမှာဟို true ja character လေးဆိုတဲ့အခါကျတော့ပြည်သက်တွေကြီးမောပျော်ရွှင်စေဖို့အတွက်ကိုကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတိုးဆောင်တော့ပါတယ်။ဟုတ် ပကံပိုက်ရှာရဲ့อืมချူချူတောက်ချင်နော်ချူချူတောက်ချင်တယ်တောက်ချင်ချူချူတောက်ချင်တယ်လို့ကြောက်ပါဦးချူချူတယ်ချူချူတောက်ချင်တယ်ဒီကာရီတာကတော့သူများတွေတွေကတော့ထူးရှားမပေါ့ဘူးပြိသက်တွေတွေထူးရှားမပေါ့ဒါပေမဲ့ကျွန်တော်တို့ကကြာတော့ဒါပထမအုပ်စုတေးဥဆောင်ရတဲ့ကာရီတာလေးဖြစ်တဲ့အခါကျတော့ကိုလည်းအရှိမစင်စင်လုပ်ခဲ့တဲ့လူတွေနဲ့မတူအောင်ကိုဘယ်လိုလေးလုပ်ပေးလို့ရမလဲပြိသက်ကလည်းကိုပါတဲ့တခန်းဆိုတခန်းလေးအောင်သူရတလေးပြပြမြောက်သွားအောင်လို့ကျွန်တော်တေးဥဆောင်ရှင်းတာပေါ့နော် ဘာရှာရဲ့ဟင်းကျွန်တော်ချူနော်ချူတော့ချင်ကြီးတဲ့လို့ဆိုအာတိုင်းတော့လေအဲဘယ်ပြန်မှာပထမအဆုံးတိရပါပဲအဲမှာဒါမဲ့ဥစော်ကရိုက်ခွင်းပေါ်ရောက်တဲ့ခါကျလို့ရှိရင်တင်ပေးတယ်ဟဲ့အောင်မင်းအတန်ကိုတုံးကိုတကားလုံးကိုဒီလိုပြောလေးတန်ကိုအဲ့လိုမျိုးဟိုလူလူကြီးတန်မဖြစ်ပဲနဲ့အဲ့လို မပီတဲ့ပုံစံမျိုးတကားလုံးပြောရမယ်ဆိုတဲ့ဟာမျိုးတွေပြောတာပေါ့နော်အဲဒီတော့ကျွန်တော်တို့ script read ထဲမှာဆိုလို့ရှိရင်လည်းပဲဥစော်ဆိုလို့ရှိရင်သူလိုချင်တဲ့ပုံစံလေးဟာမဟလာရတယ်ဇန်ဇန်လာရတယ်အဲ့လိုမျိုးပေါ့နော်ဒါ fashion ကတော့ကျွန်တော်ရဲ့ fashion တွေပါ fashion ကတော့ဟိုပါပေါ့နော်အဲကိုက reference တွေယူပြီးတော့ကိုယ်ရဲ့ဘယ်လိုပုံစံဆိုအလိုက်ဆုံးဖြစ်မယ်ဆိုတာရှာဖွေပြီးတော့ဝင်လိုက်တာပါ အဲ့မင်းမယူတော့ဖက်ရုံပြုတ်မင်းရုံကြလေနော်အဲ့လိုမင်းကလေးကိုသွားပြီးကင်လို့မရဘူးဟုတ်ပြီလားမင်းသားခေါင်းမကင်တော့ငါလေဘာမတော်တယ်ဘာလို့တန်နေထွက်နေရလဲအဲနေ့စဉ်နဲ့ပေါ့မှာကျွန်တော်တို့လူကြီးပဲဖြစ်ဖြစ်အာလူလည်းပိုင်းပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟိုစိတ်စိတ်ပင်ပန်းလာတယ်ရမ်းပြရလေခလေးဆိုရယ်စာချက်တွေပင်ပန်းလာတာနဲ့အားလဲတဲ့ချိန်တွေမှာရီမောပျော်ရွှင်ခြင်းတယ်ဘဝမောလေးတွေခဏပြည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ ဒီ super lady ရုပ်ရှင်ကားယူလာကြည့်ဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ကြပါတယ်ရည်ရဖို့က over 100%လောက်တအားပါကပါလာလေနာရောက်တာနာရောက်တာကိုမြင့်နဲ့ပတ်သက်ကိုမြင့်မြတ်ကိုအဲ့ဒီဒီစူပါလီဒီကားတကားလုံးကိုကျွန်တော်ကနှိမ့်ဆက်ထားနှိမ့်ဆက်ရတာပေါ့နော် ကြည့်လို့ရှိရင်တချို့ကားတွေတချို့အခန်းတွေကြတော့ထုတ်ပြောလိုက်ရှင်ပေါ့သွားပါဆိုလို့ကြည့်ကြည့်ပါအရေးကြီးရတယ်အဲပြီးတော့မိုင်းနဲ့စင်းဆိုလို့ရှိတယ်ကြီးရတယ်ပေါ့နော်ဟောမိုင်းနဲ့စင်းဆိုလို့ရှိတယ်မမရရဆိုလို့ရှိရင်အဲကြွက်ကြောက်လို့အမေဘော်ခုန်တက်ရတဲ့စင်းဆိုပထမအခန်းတော့ကဒီဇိုင်းပဲခုန်တက်လိုက်တာဥစောကနေဟဲ့ဟောတဲ့မရဘူးတဲ့ဟာအဲ့လိုနည်းနည်းပျော့တယ်တဲ့မင်းခုန်တက်လိုက်တဲ့ဟာနည်းနည်းဒီတစ်ခေါက်နည်းနည်းလေးပို့ပြီးတော့ idea လေးလုတ်ပေးတယ်အရပြီဥစောတို့ နောက်ကြေကြတော့အဲ့လိုမျိုးခုံပြီးတော့အမြင်ခုံပြီးတော့တက်လိုက်တော့ခုံကြီးကျိုးကြတော့တကယ်ကျိုးကြတော့တော်သေးတယ်မိုင်းမိုင်းဘာမှဖြစ်သွားလို့လေကနေအဲကျွန်တော်တို့ရဲ့ဒီဟိုဟာဘယ်လိုပြောမလဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လေကိုလုတ်ခဲ့တဲ့မှတ်တိုင်တွေမှတ်တိုင်တွေကတစ်ခုပြီးတစ်ခုကပို့ပြီးတော့ ပိုကောင်းလာတဲ့ဟာမျိုးပဲကျွန်တော်လိုချင်တာပေါ့เนาะအဓိကတော့သူများနဲ့ရှင်ပြန်ရတာလဲဆိုမိမိကိုယ်တိုင်မိမိကိုယ်ရဲ့လောက်ရတဲ့ကိုရှင်ပြန်နေရတာနဲ့တည်းကိုကျွန်တော်ကဟိုပြည်နေပြီတည်တယ်မလားနောက်ကားတွေဆိုလို့ရှိရင်ဟာသာကားဆိုလို့ရှိရင်ဟိုအကိုဟာသာကားချင်းတူပေမဲ့ငါမတူအောင်ဘာထက်လုပ်လို့ရမလဲဆိုတဲ့ဟာမျိုးတွေပေါ့เนาะကိုယ်ပိသက်ကိုဘာပေးလို့ရမလဲဆိုတာမျိုးတွေပဲစဉ်းစားပါဟာကိုလည်းမတူတော့ကျွန်တော်တို့ကလေခုနောက်ပိုင်းခစ်တခစ်တော့နည်းနည်းနောက်ကျသွားတဲ့ခါကျတော့လေလူငယ်တွေများတယ်ဗျ ကိုရောမအသက်32နှစ်ဖြစ်သွားတဲ့ခါကျတော့လေကာလတစ်ခုတော့နေနောက်ကျနေပြီတော့အမြဲအမြဲတမ်းခင်တော့အပီလိုက်နေရတာပေါ့အမတို့ဆိုလို့ကြံခဲ့ပြီစတော့ပေါ့တယ်အားမဟုတ်ပေါ့တော်တယ်ပေါ့ပေါ့ကျွန်တော်မချစ်ရတဲ့ကျွန်တော်မိသားစုဝင်တွေအဲမိတငယ်ချင်းတွေအများကြီးရှိပါတယ်ပြီးတော့ချစ်ရတဲ့ပြည်သူတွေရှိပါတယ်ဟုတ်ဒီတိုင်းပါပဲကျွန်တော်တော့ကျင်းနေပါတယ်ကျွန်တော်အခုလက်ရှိဖြစ်တန်းနေရတဲ့ပုံစံဖြစ်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 ချင်းစီဖြစ်တန်းနေရတာလေးကိုကျွန်တော်သဘောကျပါတယ်အခါတိုင်းအချို့ဖြစ်ပျက်နေရအပြောင်းလဲတအားမြန်ဆန်သွားလို့ရှိနေတယ် ကိုကိုရိုင်းတော့ surprise ဖြစ်သွားလိမ့်မယ်တဲ့မလားဒါပုံမှန်လေးနဲ့ဖြည်းဖြည်းလေးတော့အားရတာမျိုးကအခုတော်တော်လေးကိုစဉ်းပြပါဒီကြောင့်မှာချေရတဲ့မိဘပြည်သူများလည်းကိုချေရတဲ့မိသားစုဝင်တွေတငယ်ချင်းတွေမိတ်ဆွေတွေနဲ့တူတူဖြတ်သန်းနိုင်ပြီးတော့အစိတ်အချမ်းသာချေကိုချမ်းမချေပြည့်စုံကြပါစေကျေးဇူးတင်ပါတယ်